လောင်ဂျယ်လီမှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိုးရွားနေပြီလို့သိရပါတယ်။ကယ်ဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကထရန့်ကို ပြန်တရားဆွဲပြီးထရန့်ကလည်းကယ်ဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကိုဖမ်းခိုင်းပါတယ်။ဒါအပြင်မရိန်တပ်တွေကိုပါချထားပါတယ်။တခြားပြည်နယ်အုပ်ချုပ်ရေးမှူးတွေကလည်းသမ္မတထရန့်ကို စန့်ကျင်ကြပါတယ်။ဒမထရန်ကိုစန့်ကျင်တဲ့ပြည်နဲ့အုပ်ချုပ်ရေးမှု22ဦးတိရှိလာပြီလို့သိရပါတယ်။ Law and Jellies မှာနောက်ထပ်မျိုးသားအစံတစ်ဖွဲ့တွေမရောက်လာမှချင်း American စစ်တပ်က Marine တပ်သား900ရာရီချသွားမှာဖြစ်သလို California ပြည်နဲ့အုပ်ချုပ်ရေးမှုကိုလည်း ဖမ်းဖို့ကိစ္စကိုထောက်ခံတယ်လို့တမနာထရန့်ကဆိုပါတယ်အမျိုးသားအစိုးရတစ်ဖွဲ့ရေတော့ကလည်း2000ကနေ4000ထိတိုးမယ်လို့ပင်တဂွန်စစ်ဌာနချုပ်ကတည်ပြပါတယ်ကယ်လီဖိုးနီးယားပြည်နယ်လောင်းအန်ဂျလစ်မှာထရန့်ဆိုရဲရွှေပြောင်းဖမ်းဆီးမှုကိုဟန်တာတဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နီဇန်ကိုဖမ်းသိမ်းတယ်ဆိုတဲ့လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးတွန်ဟော်မဲမှတ်ချက်ကိုထောက်ခံကြောင်းထရန့်ကပြောပါတယ်ကျောက်သားတွန်နေရာမှာဆိုလောက်မှာပဲဗျာဒါတကယ်ကောင်းတဲ့ကိစ္စပါလို့ထရန့်ကသတင်းနောက်တွေကိုပြောပါတယ် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်မှုဂါဗင်နီဆန်ဟာဒီမိုကရက်ဖြစ်ပါတယ်။ထောင်ထားမဲ့ရွှေပြောင်းဖန်ဆီးမှုကနေဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေကိုအင်အားသုံးနေနေမှုဗဟုအစိုးရအဆောင်ပြေချက်ကြောင့်ပြည်နယ်အစိုးရနဲ့ပြဿနာတက်နေတာပါ။ဆန္ဒပြမှုကိုနေနေမှုစစ်တပ်တဆွဲခိုင်းတဲ့ပြည်တွင်းကိုထိုင်းရဲ့ဆောင်ပြေချက်ဟာအာဏာလွဲသုံးစားတာပဲလို့ဒီမိုကရက်တွေကဝေဖန်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အစိုးရကလည်းပြည်တော်စုအစိုးရကိုတရားစွဲထားပါတယ်။လေရကြဆန္ဒပြပွဲတွေဖြစ်ပွားပြီးခဲ့ပြီးမှထရန့်ကမရိန်းတပ်ဖွဲ့ကိုပါချဖို့ကြေညာခဲ့ပါတယ်။ ဇုံကုန်းနောက်ပိုင်းမှာတော့ Loyal Jellies မြို့လကောင်ကရွှေပြောင်းတွေထိန်းသိမ်းထားတဲ့စကန်ရှိကဆန္ဒပြသူရာချီပြီးရဲတပ်ဖွဲ့ကဖယ်ရှားခဲ့ပါတယ်။စစ်သားတွေရဲဘက်ဥပဒေစိုးမိုးရေးမှာဓာတ်ရိုက်ပါဝင်နိုင်တဲ့ပုံကမှုဆိုင်ရာအုပ်ပဒေကိုတော့ Trump ကသုံးစွဲခြင်းမရှိသေးဘဲသမရအာနာယာ Marine တပ်ကိုယာယီထုတ်သုံးနေတာဖြစ်ပါတယ်။ဒီဥပဒေရရဲလုံငန်းမှာစစ်တပ်ကိုသုံးစွဲခဲ့တဲ့နောက်ဆုံးချိန်ဟာ 1992ကဖြစ်ပါတယ်အဲဒီတော့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကသမ္မတ George W Bush ကိုအကူအညီတောင်းခဲ့တာဖြစ်ပါတယ်လူမဲဆိုင်ကသမားဝိုင်းရိုက်တဲ့ရဲတွေအပြစ်လို့တဲ့ကိစ္စဆန္ဒပြရတာကနေစုဘူးကြီးဖြစ်ခဲ့တာပါအဲဒီတော့ကလူ90ကျော်လောက်သေပြီး6ရက်အတွင်း1ဘီလီယံလောက်ကိုဆုံးရှုံးခဲ့တာဖြစ်ပါတယ်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဒီမိုကရက်အမတ် Gavin Newsom ကလည်း Trump ကိုတရားစွဲမယ်လို့ပြောပါတယ် အခုထရန်ကတဖုတ်အနေခြားတာမှုဟာသူ့ကိုအတိမပေးပဲလောက်ခဲ့တာလို့ဂန်ဗင်နျူဆန်ကပြောတာ။ပြောရမယ်ဆိုတော့တမရဟာပြည်နယ်အုပ်ချုပ်ရေးမှုကိုဘောင်ကျော်သွားတာလို့ဆိုပါတယ်။ထရန်လိုချင်တာဒါတိကြပဲ။သူကမီးလောက်ရလေပင့်နေတာ။မျိုးသားကာကွယ်ရေးတပ်ကိုဖက်ဒရယ်တပ်ဖြစ်တရားမဝင်လုပ်တယ်။သူလက်မှတ်ထိုးတဲ့အမိန်ကကယ်လီဖိုးနီးယားပြည်နယ်ကိုတရားမှုမရှိစေရဘူးလို့ဂန်ဗင်နျူဆန်ကပြောပါတယ်။ဒါသူ့ကိုဘယ်ပြည်နယ်မှမဆိုအလားတူလှုံ့ဆော်ခွင့်ပေးလိမ့်မယ်။ကျွန်တော်တို့သူ့ကိုတရားစွဲမယ်ဆိုပါတယ်။ ဂါဗီနီစံကစောပိုင်းကပြောတာကတော့ခုတက်ချထားမှုဟာဖွဲ့စည်းပုံအခြေခံနဲ့ဥပဒေမညီဘူးအဲ့လိုမညီဘူးဆိုတာကိုဥပဒေအရစမ်းသပ်ဖို့မနက်ဖြန်မှတရားစွဲမယ်လို့ပြောထားတာပဲဖြစ်ပါလေသမ္မတထရန့်ကလည်းဂါဗီနီစံကိုဖန်ခိုင်းထားပါတယ်အခြေအနေကတော့တော်တော်လေးကိုရှုံထွေးနေတယ်လို့လေလာသူတွေကပြောပါလေအမေရိကန်အစပြတ်သက်မီလောင်ဆိုလို့ကယ်လီဖိုးနီးယားပြည်နယ်အရေးကနေအမေရိကန်တနိုင်ငံလုံးကိုမပြောင်းသွားဖို့ကအရေးကြီးပြီးတို့တော့မှာဒီမိုကရက်တစ်ရီပပ်ဘလစ်ကန်ရဲ့ဂျားနယ်မှာအကြီးအကျယ်သွေးကွဲနိုင်တဲ့ကိစ္စဖြစ်နိုင်တယ်လို့နိုင်ငံရေးလေးလာသူတွေကပြောပါတယ် နောက်ထပ်သင်ပို့ပြောကြည့်ပါလိမ့်။ဟာမတ်စီရေးကောင်းဆောင်မိုဟာမက်ဆင်ဝါရဲ့ရုပ်လောင်းကိုအစ္စရေးစစ်တပ်ကဖော်ထုတ်တွေ့ရှိတယ်လို့ဆိုပါတယ်။ဂါဇာမှာရှိတဲ့ဟာမတ်တွေစီရေးကောင်းဆောင်မိုဟာမက်ဆင်ဝါရဲ့ရုပ်လောင်းကိုဖော်ထုတ်တွေ့ရှိတယ်လို့အစ္စရေးစစ်တပ်ကထုတ်ပြန်ပါလိမ့်။ဟာမတ်စကောင်းဆောင်ရဲ့လောင်းကိုဂါဇာတောင်ပိုင်းခံယူနေမှာရှိတဲ့ဥရောပစေယုံအောက်မှာရှိတဲ့ဥမင်လိုင်ကောင်းတွင်းကလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့အစ္စရေးစစ်တပ်ကဆိုပါတယ်။ဟာမတ်တို့ကတော့မိုဟာမက်ဆင်ဝါတေဆုံးမှုကိုလူသိရှင်ကြားအတည်ပြုခြင်းမရှိပါဘူး။ မူဟာမက်ဆင်ဝါဟာတေဆုံခဲ့တဲ့ဟာမတ်ကောင်းဆောင်ရာဆင်ဝါရဲ့တူတော်ဆက်တယ်လို့သိရပါတယ်။အလောင်းကို DNA စစ်ဆေးမှုနဲ့ခန္ဓာကိုယ်ထောက်ထားလေးစစ်ဆေးခဲ့ပြီးတီးပြုတ်ခဲ့တာလို့အစ္စရေးစစ်တပ်ကဆိုပါတယ်။အသက်49နှစ်အရွယ်မူဟာမက်ဆင်ဝါဟာမေ17ရက်နေ့ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွင်တေဆုံခဲ့ပါတယ်။အစ္စရေးရဲ့အဲ့ဒီတိုက်ခိုက်မှုမှာတခြားလူ28ဦးတေဆုံပြီးဒါဇင်များစွာဒဏ်ရာရပါတယ်။မိုဟာမက်ဆင်ဝါအလောင်းကိုဟာမတ်ရဲ့ရာဖာတမ်ဟာတမူမိုဟာမက်ဆာဗာနီရဲ့အလောင်းနဲ့အတူတွေ့ရတယ်ဆိုပါတယ်။ သူတို့နဲ့ပိုင်ဆိုင်မှုထောက်ထားဖို့လည်းတည်ပြုခဲ့ပြီးနောက်ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။တခြားရုပ်အလုံးတွေကိုလည်းတွေ့ရှိထားပြီးဖော်ထုတ်ဖို့စုံစမ်းနေပါတယ်။အစ္စရေးစစ်တပ်ကပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတော့အဲ့ဒီဥမင်လိုင်ကောင်ပြသဖို့နိုင်ငံသားတရင်တော်အဖွဲ့တစ်ခုကိုခေါ်ဆောင်သွားပြီးဥရောပစေအောင်ရှိမှမကြသေးမီကအစ်တတူးထားတဲ့မြေကြီးနေရာကတဆင်ကိုရောက်နိုင်တဲ့ဥမင်အပေါက်ရှိနေတာတွေ့ရပါတယ်။ရှေလျားကျင်းမြောက်တဲ့မြေအောက်ဇင်ကျန်ဟာအခန်းနဲ့လမ်းပေါင်းများစွာဥတည်နေတာကိုကျောက်တမှတ်တန်းတွေမှာပြသထားတယ်လို့သိရပါတယ်။ နောက်ထပ်သင်္ဘောပြောချင်ပါတယ်ဂျပန်ရဲ့တီးတက်စီးပွားရေးဆောင်သက်မဲ့ရေပြင်မှာတရုတ်လေယာဉ်တင်သင်္ဘောဖြတ်တန်းမောင်းနေတယ်လို့သိရပါတယ်ဂျပန်ဟာတီးတက်စီးပွားရေးဆောင် EEZ ဖြစ်သက်မဲ့ထားရရေပြင်တဲကိုတရုတ်ရေတဲရဲ့လေယာဉ်တင်သင်္ဘောဥဆောင်တဲ့တိုက်ရိုက်ရင်အုပ်ကပထမဆုံးချိန်ကိုရောက်ခဲ့ပါတယ်ပြီးခဲ့တဲ့သတင်းပတ်ကတော့တရုတ်ရေတဲရဲ့လေယောင်နင်းလေယာဉ်တင်သင်္ဘောကြီးနဲ့အချမ်းရရေရင်တွေဟာ ဂျပန်ပြည်ပိုင်နဲ့အလွန်ကအီးဇက်တမက်ရည်ပြင်းတဲ့ဝင်ရောက်ခဲ့ပြီးအဲဒီနောက်မှာတော့ပြည်လည်ပြည်စည်ရေးလေ့ကျင့်မှုစီစဉ်အတွက်ပြန်ထောက်ခွာသွားတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။လျောင်နေနဲ့ပယ်ထိန်တုံးကြီးတပ်ချက်တင်ပေါ်နှစ်စီးပါဝင်တဲ့ရေတပ်ဖွဲ့ဟာတိုက်လေရင်ကိုပါအုံပြတဲ့စည်ရေးလေ့ကျင့်မှုကိုပစိဖိတ်သမုဒ္ဒရာရေပြင်မှာဖြုတ်လုပ်ခဲ့ပါတယ်။ဒီကရက်ဒရပကုံကတိုတမိုရီယာဂျပန်နိုင်ငံရှေ့ဘက်ဆုံးမှာရှိတဲ့မီနာမီတိုရီကျွန်းရဲ့နောက်တောင်ပိုင်း ကီလိုမီတာ300အကွာဂျပန်ရဲ့ EZ သမတ်ရေပြင်မှာဖြတ်တန်းခုံမောင်းခဲ့တာပါ EZ တို့ကနိုင်ငံလိုက်သမထတဲ့ရေပြင်ဆုံးသွားဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုရေပိုင်နဲ့တော့မဟုတ်ပါဘူးတရုတ်လိုင်းနေသင်းမော်ဒစင်းဟာဂျပန်ရဲ့စီးပွားရေးဆုံးကိုဖြတ်တန်းတာဟာပထမဆုံးချိန်ဖြစ်လာပါလိမ့်ဂျပန်ရင်တားလိုင်းနေသင်းမော်တွေကိုကန့်ကျင်တဲ့ရန်ဝေးတဲ့ပင်လယ်သမုဒ္ဒရာလယ်ထိသွားပြီးတော့စစ်စင်ရေးတွေတောင်းယူလိုက်အောင်ကြိုးစားနေတာဖြစ်ပါလိမ့်ခုကိစ္စနဲ့ပတ်သက်ပြီးဂျပန်ဆိုရဟာတရုတ်စီကိုပြောထားပြီလို့သိရပါတယ် ဒါမဲ့သူကဂျပန်ကတရုတ်ကိုတရားဝင်ကန့်ကွက်စွာပို့ခဲ့တာလားဆိုတော့ရှင်းရှင်းလင်းလင်းပြောမသွားပါဘူးအီဇက်ကိုတရုတ်ရဲ့တမောတွေဖြတ်တန်းခုံမောင်းခဲ့ခြင်းကဂျပန်ပြည်ဆောင်တဲ့ရေတပ်ဖွဲ့ကလည်းစစ်သည်မောကြီးဟာဂူကိုဆဲလပြီးအခြေအနေစောင့်ကြည့်ခဲ့ပါတယ်လျောင်လင်းဟာမနစ်ကစစ်တမလာတော့ကလည်းထိုင်ဝမ်နိုင်ငံကဂျပန်ကျွန်းတစ်ခုကြားကဖြတ်တန်းခုံမောင်းခဲ့ပြီးဒီလောက်ရဟာလုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ပြီးအလေးနဲ့စိုးရင်လည်းဂျပန်ကထုတ်ပြန်ပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ် တမနာထွန်းအနေနဲ့စစ်ပွဲကိုကိုယ်တိုင်မြင်တွေ့ဖို့အိမ်မှာလာနေစဉ်ကျင်တဲ့ဆိုပြီးတော့ကမ္ဘာ့ heavyweight champion Alexander Usyk ကဖိတ်ခေါ်လိုက်ပါတယ်။သူက Ukraine စစ်ပွဲနားလည်စေဖို့အတွက်သူ့အိမ်မှာတမနာထွန်းလာနေစဉ်ကြောင်းကန့်ထလိုက်ပါတယ်။ Mohammad Usyk ကခုခါမှာဆိုရင်သူက Ukraine မှာနေနေတာဖြစ်ပါတယ်။ထန်ကသူတမနာဖြစ်ပြီးကောက်ခံရတဲ့ Russia နဲ့ Ukraine ကြားတိုက်ပွဲကို24နိုင်အတွင်းဖြည့်ရှင်းမယ်လို့ပြောထားတာပါ။ဒါပေမဲ့2024မှာ Trump Imperial ကိုပြန်ရောက်ပြီးနောက်ပိုင်းမှာတော့ ရုရှားကြည့်တော်မူကအဆုံးသတ်သွားခြင်းမရှိသေးပါဘူး။ခရနီဂဒီချက်တဲကိုဖြစ်ရှင်းဖို့ဆိုးဝါးတဲ့ခြင်းတွေကို ပို့ပြီးရှင်းရှင်းလင်းလင်းသိမြင်စေဖို့လိုအပ်တယ်လို့သူကပြောပါတယ်။အသက်38နှစ်ရွယ်လက်ဇနောဦးဆိုင်ကစစ်ပေါ်ရဲ့ထိခိုက်ပျက်စီးမှုကိုကိုယ်တိုင်ကိုကြအမြင်တွေ့နိုင်မှုယူကရိန်းမှာရှိတဲ့သူ့အိမ်ကိုလာလည်ဖို့တမလောက်ကိုတိုက်တွန်းလိုက်ပါတယ်။ယူကရိန်းကိုလာပြီးကျွန်တော်အိမ်မှာတပတ်လောက်လာနေပြီးတော့တမလောက်ထံကိုအကြံပေးခြင်းနဲ့လို့လက်ဇနောဦးဆိုင်ကပြောပါတယ်။ တပတ်ပဲကျွန်တော်အိမ်ကိုပေးနေပါမယ်ကျေးဇူးကြီးပြီတမလားအနေနဲ့ယူကရိန်းမှာလာနေပါညာတိုင်းဘာတွေဖြစ်လဲစောင့်ကြည့်ပေးပါညာတိုင်းကျွန်တော်အိမ်ပေါ်ကနေဘုံတွေနဲ့လင်းရင်းတွေပြန်တန်းနေတာဒုံးကြီးတွေကျဲနေတာဒီလိုမျိုးတွေတွေ့ရပါလိမ့်မယ်ဆက်ပြီးတော့မဖြစ်တင်တော့ဘူးတော်လောက်ပါပြီလို့ပြောပါလိမ့်ထန်ကငင်းချင်းစနုပ်ဘော်ဒီမှာအမေရိကန်ရဲ့ကွန်ကြီးအတွက်ပို့ပြီးကျေးဇူးတင်ကြောင်းပြတ်တာပေါ်ဇလန်စကီကိုတည်ပြီးခဲ့ပြီးနောက်မှာဇလန်စကီနဲ့ပြည်ထောင်တာတက်ခဲ့တာပဲဖြစ်ပါလေ။ခိုင်ရဲ့ထင်မြင်ချက်ကိုပြောင်းလဲအောင်ဆွဲဆောင်နိုင်မလားလို့မေးတဲ့အခါမှာလက်ဇန်နာဟုဆိုင်က ျွန်တော်မသိဘူး။ तू နားလဲနိုင်တာလဲဖြစ်နိုင်တယ်လို့နားမလဲနိုင်တာလားနားမလဲကြအောင်ဆောင်တာလားမသိဘူးလို့ဆိုပါလေ။မွာမဲဥဆိုင်ရာ professional ထိုးသက်ပွဲ23ပွဲလုံးကိုနိုင်ရထားတာဖြစ်ပါလေ။ဇူလိုင်19ရက်နေ့ကဝင်းဘလေးဘောလုံးကွင်းမှာ IBF champion Daniel Dubois နဲ့မကြည့်ပွဲအတွက်လက်ရှိ legends ခန်းမှာလေ့ကျင့်နေတယ်လို့ဆိုပါလေ။လက်ဇနာဥဆိုင်ဟာ Ukraine နိုင်ငံသားလည်းဖြစ်ပါလေ။နောက်ထပ်သတင်းပို့ပြောချင်ပါလေ။ ဘင်္ဂလားဒေ့ရဲ့ယာယီဆိုရဖွဲ့ခေါင်းဆောင်မိုဟာမက်ယူနက်စ်ဟာအမေရိကန်ကုန်သွယ်ခွန်တွင်းမြောက်ခံမှုပြည်တွင်းနိုင်ငံရဲ့ကြက်တဲနဲ့ရင်ဆိုင်နေရပါတယ်။အသက်84နှစ်ရဲ့မိုဟာမက်ယူနက်စ်ဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လဆက်ပြီးတော့ဘင်္ဂလားဒေ့ရဲ့ယာယီခေါင်းဆောင်ဖြစ်တောင်းယူခဲ့ပေမဲ့သူ့ရဲ့ပြင်ပြောင်းလဲရေးစီစဉ်နေရာဝေဖန်ခံခဲ့ရသလိုလမ်းပေါ်ထပ်ဆန္ဒပြမှုနဲ့ကြုံခဲ့ရပါတယ်။နိုင်ငံရေးအရလွတ်လပ်ပြီးမိခိုကင်းတဲ့ မိုဟာမက်ယူနက်ဆာဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာဆိုရပြုတ်ကြပြီးနောက်ပိုင်းရွေးကောက်ပွဲပြုလုပ်ဖို့နှောင်းနှေးကြံ့ကြံခဲ့တဲ့အတွက်လူမှုမြင့်တက်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်မိုဟာမက်ယူနက်ဆာဂရမ်မင်ဘန်ကိုတီထောင်ခဲ့သူဖြစ်ပြီးအသေးစားနဲ့လက်စားလုပ်ငန်းတွေကိုချီးမွေ့ထုတ်ပေးတဲ့အစီအစဉ်ကြောင့်2006မှာနိုဘယ်ဆုရရှိခဲ့တာပါဒါပေမဲ့လက်ရှိယူနက်ဆာများပြားလာတဲ့တောင်းဆိုမှုတွေဖိအားတွေကြားမှာဟန်ကျင်ညီနဲ့ဂယူဒိုက်ဆိုင်ဆောင်ရွက်နေပြီး ီးပွားရေးနဲ့လူမှုရေးပြုပြောင်းလဲမှုကိုအရေးစွန့်လုပ်နေပါတယ်။ကမ္ဘာလုံးဆိုင်ရာဖွဲ့စည်းတွေသို့မဟုတ်ပြပအစိုးရနဲ့စီးပွားရေးကုန်သွယ်ရေးနဲ့ဆက်နွယ်တဲ့ဖိအားတွေလည်းရင်ဆိုင်နေရပါတယ်။နိုင်ငံရေးထိုးနှက်မှုတွေတရားရေးမှုခင်တွေလည်းဖိအားပေးခံနေရပါတယ်။မော်ဘဲယူနက်ဆာရေးအစိုးရလက်ထက်ကလူသမားရေးဥပဒေကိုချိုးဖောက်ကြောင်းဆွဆွဲခံရပြီးအများစုကတော့ဒီမှုခင်ဟာမော်ဘဲယူနက်ကိုနိုင်ငံရေးအရထိုးနှက်တာလို့ရှင်းပြထားပါတယ်။ဒီချိန်ထဲမှာပဲကုလသမဂ္ဂနဲ့လူသမားရေးအဖွဲ့များကဲ့သို့နိုင်ငံတကာဖွဲ့စည်းတွေက ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးပေါ်မှီခိုနေရတဲ့ဘင်္ဂလားဒေ့ရှ်စီးပွားရေးအခြေအနေနီးကပ်ဆောင်ကြည့်နေပါတယ်။ပြည်ပြင်ပြောင်းလဲမှုတွေသဘောထားကွဲလွဲမှုတွေနဲ့မိုဟာမက်ယူနက်စ်ပါဝင်နေခြင်းဟာဘင်္ဂလားဒေ့ရှ်ရဲ့ပုံရိပ်နဲ့ကုန်သွယ်ရေးသဘောထားစာချုပ်ပေါ်တိုက်ရောက်လာစေနိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ AI နည်းပညာအတွက်လူမျိုးစွင်ကို Facebook ကုမ္ပဏီ Meta ကအသုံးပြုမယ်ဆိုပါတယ် Meta ကုမ္ပဏီဟာ AI နည်းပညာနဲ့ Facebook မိခင်ကုမ္ပဏီရဲ့တခြားကွန်ပျူတာဆိုင်ရာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှု Nuclear စွင်ကုမ္ပဏီ Constellation Energy နဲ့အနည်း20စာချုပ်ချုပ်ပါတယ်။ကမ္ဘာရဲ့ AI ရည်မဲ့ချက်ကိုဆက်လက်အသိမြင့်ဖို့ယုံကြည်စိတ်ချရပြီးတန့်စင်နဲ့စွန့်ရင်ရဖို့လိုအပ်တယ်လို့ Meta ကမ္ဘာကထုတ်ပြန်ပါတယ်။မန္တရရဲ့ယင်းနည်းမျိုးနံမှုကြောင့် Illinois ပြည်နယ်မှာရှိတဲ့ Clinton Nuclear Cell ဟာမဂါဝတ်30တိုးမီထုတ်လုပ်မှာဖြစ်ပါတယ်။အဲ့ဒီယင်းနည်းမျိုးနံမှုကြောင့်ဒေတာတွင်းမှာလောက်ကင်ပေါင်း1100လီပါဖန်တီးပေးနေမှာဖြစ်ပြီးနှစ်ဆက်အခွန်73တန်းခွဲပေးဆောင်နေမှာဖြစ်ပါတယ်။ Clinton Cell ဟာလက်ရှိမှာ American မှာရှိတဲ့အိမ်ပေါင်း8000ကိုလျှော့စစ်တာအပံပိုးနေပါတယ်။ နေပြည်တော်ကမ္ပဏီကြီးတွေလက်ရှိရင်ဆိုင်နေရတဲ့လိုအပ်ချက်တွေကတော့ AI နဲ့ data center တွေအတွက်စွမ်းရည်ပတ်မှုကိုမြှင့်တင်ဖို့နဲ့ရေရှည်မှဖန်လုံရင်တငွေထုတ်လွှင့်မှုကိုသီးသာလျှော့ချနိုင်ဖို့ဖြစ်ပါတယ်။အဲဒီလိုအပ်ချက်ကိုဖြည့်ရှင်းဖို့အသေးစား nuclear တပောင်းမှုတွေမှာဂျင်းနီးမြှင့်မှုတွေပြုလုပ်လာတာတွေ့ရပါတယ်။ American ဆိုရအနေနဲ့နေပြည်တော်လောကလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ငွေကြေးထောက်ပံ့မှုတွေတိုးမြှင့်ပေးပြီးစီးပင်းစည်းကမ်းတွေဖြည့်လျှော့ပေးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရုရှားဘုံကျဲလေရင်ပေါင်းသုံးပုံတစ်ပုံကိုဖျက်ဆီးလိုက်တယ်လို့ယူကရိန်းသမ္မတဇီလင်စကီကပြောပါတယ်။ယူကရိန်းနိုင်ငံရဲ့မကြသေးမီကတိုက်ခိုက်မှုတွင်ရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်သုံးပုံတစ်ပုံကိုဈေးပေါ်တဲ့ဒုံသုံးပြီးဖျက်ဆီးခဲ့တာလို့ဇီလင်စကီကဇွန်လ10ရက်နေ့မှာထောက်လို့နဲ့ ABC သတင်းဌာနနဲ့အင်တာဗျူးမှာပြောပါတယ်။ဒရုန်းတိုက်ခိုက်မှုဟာရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်34ရာခိုင်နှုန်းပျက်စီးစေခဲ့တယ်လို့ဇီလန်စကီကအခိုင်အမာပြောပါလိုက် ယူကရိန်းသမ္မတခံမထားတဲ့အရေးအတွက်ရဲ့ထောက်ဝလောက်ကတိုက်လေရင်အစည်းမစဲကိုထိမှန်ခဲ့ပြီးစဲစင်းလောက်ပျက်စီးခဲ့တယ်လို့အမေရိကန်ရာရှိနှူးကရိုက်တာကိုပြောပါတယ်။ပင်ကူအိမ်လိုနာမည်ပေးထားတဲ့ယူကရိန်းထောက်လှမ်းရေးစစ်ဆေးရေးကို18လကျော်ကြာပြင်ဆင်ခဲ့ပြီးအခြေစိုက်စခန်းနေနာကိုကုန်ကားနဲ့မှောက်ခိုတယ်လာတဲ့ဒရုန်းတွေနဲ့တိုက်ခတ်မှုဟာယူကရိန်းစစ်ဘော်ရုရှားနျူကလ িয়ার လက်နက်နဲ့ကမ္ဘာကိုမကြာခဏသတိပေးနေတဲ့ရုရှားအတွက် ြင်းထန်တဲ့ဖက်လောက်ကာလောက်ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့ဇလိုက်ဆိုသလိုပဲယူကရိန်းဟာရုရှားပိုင်နယ်ဘက်ခြမ်းတွေကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။မနေ့ကလည်းဂျာမနီကယူကရိန်းကိုပေးထားတဲ့ Taras ဒုံးကျည်တွေသုံးပြီးတော့ရုရှားရဲ့လေရင်ကွင်းတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါလိမ့်။အဲဒီ Taras ဒုံးကျည်ကိုရုရှားရဲ့ Iskander လေကြောင်းရဲ့ကာကွယ်စနစ်ကဟန်တားလာခြင်းမရှိခဲ့တဲ့အတွက်ကြောင့် ဒုံးကြီးရဲ့ take back မှန်မှုမှာတော်တော်လေးကိုပျက်စီးမှုတွေများပြားခဲ့တယ်လို့သိရပါတယ်။ရုရှားသမ္မတပူတင်ကတော့ပြင်းပြင်းထန်ထန်လက်တုံးပြန်တော့ဖြွေတော့ယူကရိန်းမြို့တော့ keep ကို drone စီးရာနဲ့ချီကိုအသုံးပြုပြီးတော့နေရောညရောရက်ဆက်သလိုဘုံကျဲတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ယူကရိန်းဘက်ကလည်းအလီအစိုးပါဘုံကျဲတိုက်ခိုက်မှုကြောင့်လူ20ထပ်မံသေဆုံးပြီးလူတရာဝန်းကျင်လောက်ထိခိုက်ဒဏ်ရာရှိတယ်လို့နောက်ဆုံးရရှိထားတဲ့အချက်တွေအရသိရပါတယ်။ရုရှားသမ္မတ ပူတင်လောက်တာဟာကရဲဘော့ကြောင့်ကြောင့်ယူကရိန်းကတိုက်ခိုက်တဲ့အခါမှာရုရှားရဲ့အဓိကကျတဲ့စစ်ရေးအချက်အချာနေရာကိုသာတိုက်ခိုက်တာဖြစ်ပြီးရုရှားရဲ့အများပြည်သူရှိတဲ့နေရာတွေကိုတိုက်ခိုက်တာမဟုတ်ဘူးလို့ဇလန်စကီးကပြောပါတယ်အခုလိုမျိုးယူကရိန်းရဲ့မြို့တော်တစ်ဝိုက်ကိုရုရှားကဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်တာဟာဂျနီဗာကွန်မရှင်ကိုချိုးဖောက်ရာရောက်ပြီးတော့အများပြည်သူကိုထိမှန်အောင်လုပ်တာပဲဖြစ်တယ်လို့ဇလန်စကီးကဆွဆွဲထားပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ် နိုင်ငံပေါင်း12နိုင်ငံခန့်ပြည်ဝင်ခွင့်ပိတ်မင်တဲ့သမ္မတထွန်ရမိတ်ဟာဒီနေ့မှစတင်အသက်ဝင်လာပြီဖြစ်ပါလေ။ပြီးခဲ့တဲ့ဒီနေ့မှာသမ္မတထွန်ကလက်မှတ်ရေးထိုးတည်ပြုလိုက်တဲ့မိတ်ရအာဖဂန်နစ္စတန်၊မြန်မာ၊ချတ်၊ကွန်ဂို၊အီဂျီပတ်၊ဂွီဒိုရီယာ၊ဂီနီယာ၊အီရထရီးယား၊ဟေတီ၊အီရန်၊လီဗျာ၊ဆူမလီးယား၊ဆူဒန်နဲ့ယီမန်နိုင်ငံသားတွေဟာအမေရိကန်ကို ပြည်ဝင်ခွင့်အပိတ်ခံရပါလေ။နောက်ထပ်နိုင်ငံ9နိုင်ငံဟာလည်းအမေရိကန်ကအကန့်အသတ်နဲ့ဗီဇာပိတ်ပြီးမှုကြုံခဲ့ရပါတယ် မြန်မာပါဝင်စစ်နဲ့နိုင်ငံကိုဗီဇာပိတ်တဲ့နဲ့ပတ်သက်ပြီး Trump ကလုံခြုံရေးစိတ်မချရမှုတမတ်ဗီဇာတက်တန်းထက်ကျော်လွန်တဲ့ overstay နေထိုင်သူတွေများပြားမှုဒါတွေကိုကြောင်းပြချက်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံသားတော်တော်များဟာ American ကိုရောက်ရင်တော့သူတို့လာတော့ကဗီဇာနဲ့လုံးဝမလိုတော့ဘဲနဲ့လိမ့်လည်ပြီးတော့ asylum တင်တာတွေလည်းရှိတယ်လို့တွေးရှိရပါတယ်။ဒါအပြင်တက်တန်းလွန်ပြီးတော့ overstay နေတဲ့သူတွေလည်းအများများပြားတာကြောင့်စီစစ်လိုက်တဲ့အခါမှာမြန်မာကပါဝင်သွားတယ်လို့လည်းသိရပါတယ်။ အဲ့ဒီနိုင်ငံဒီမှာထင်ရှားမြင်သာတဲ့တိုးတက်မှုတွေရှိလာရင်တော့ပိတ်ပင်မှုကိုဖြေလျှော့ပေးမယ်လို့ထွန်းကဆိုပါလိမ့်။အင်ဂျီတော်ကအခုပိတ်ပင်မှုတွေဟာအမေရိကန်နိုင်ငံသားတွေကိုပြည်ပနိုင်ငံသားတွေရဲ့ချင်းချောင်းအန္တရာယ်ပေးနိုင်ခြေကနေကာကွယ်ဖို့အတွက်နီးမှန်လမ်းမှန်လှုံ့ဆော်မှုလို့ပြောပါလိမ့်။တစ်ဖက်မှာတော့အဲ့ဒီမိန်နဲ့ပတ်သက်လို့ပြည်တွင်းရောပြည်ပကပါဝေဖန်မှုတွေတုံ့ပြန်တာတွေရှိနေပါလိမ့်။ချန်နိုင်ငံကတံပြန်ဆိုသလိုအမေရိကန်နိုင်ငံသားအလုံးကိုပြည်ဝင်ခွင့်ဗီဇာပိတ်ပြီးလက်တော့ပြန်ပါတယ်။ဆိုမာလီယာကတော့ လွန်ကြိုရေးအမဂန်ဂျန်နဲ့ပတ်သက်ပြီးချီနေတိုတောက်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာပါတယ်။အာဖရိကသမဂ္ဂကတော့ try ပြိုင်ပွဲစီးနေမှာပါတဲ့အာဖရိကဒေသနဲ့နိုင်ငံတွေကိုစားအမေရိကန်နဲ့အပြစ်သဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်မယ်လို့ဆိုပါတယ်။အမေရိကန်မှာအတိုက်ခံဒီမိုကရက်တစ်အင်အားစုတွေက try ပြီးစားပြိုင်ပွဲမှုမင်းကိုအပြင်းထန်ရှုတ်ချပါတယ်။အဲဒီလိုရဟာပထမသမ္မတတန်တော်ကမွတ်စလင်တွေကိုပြစ်မှတ်ထားပြီးတော့ဗီဇာပိတ်တဲ့ try ရဲ့လုပ်ရက်ကိုပြန်လည်ထင်ဟပ်စေပါတယ်။ အကျိုးဆက်အနေနဲ့အမေရိကန်ဟာကမ္ဘာလည်းမှာပို့ပြီးထင်အထူးကြံသွားတာပဲဖတ်တင်လိုက်မယ်လို့ဆိုပါတယ်။ဒီဘက်မှာလည်းဗီဇာပိတ်ဆို့မှုကိုမှန်ကန်တယ်လို့ထောက်ခံတဲ့သူတွေအများကြီးရှိနေပါတယ်။အမေရိကန်ကိုဝေရောက်နိုင်တယ်ဆိုတာကလူတိုင်းအတွက်အခြေခံခွင့်ရမှုပဲခွင့်ထူးတစ်ခုသာဖြစ်တဲ့လို့ Republican အမတ်တွေကတော့ဝမ်းသာအားရပြောဆိုကြပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ American Law and Justice မှာအခုလိုမျိုးဖြစ်နေတဲ့ပြည်ပကားတွေအားလုံးဟာကမလာထရန်ကဖန်တီးတာလို့ California ပြည်နယ်အုပ်ချုပ်ရေးမှူး Governor Sun ကဝေဖန်လိုက်ပါလေ။ပြည်တော်စုဆိုရဝတဲ့တရားစွဲသွားလိုက်မယ်လို့ Governor Sun က NBC ရုပ်သံကိုပြောခဲ့ပြီးတရားဝင်ကောက်ွက်လို့လည်းပေးပို့ထားပြီးဖြစ်ပါလေ။အဓိကအားဖြင့်အမျိုးသားအစောင့်တစ်ဖက်ကိုပြည်နယ်ဆိုရကိုလည်း မတိုင်ပေမဲ့သမရမိန်နဲ့လုံလိုက်ကြော်လုံလိုက်တဲ့အတွက်ကြောင့်ပြဿနာတက်သွားတာဖြစ်ပါတယ်မျိုးသားဆောင်းတဲ့ကိုဆေးလွတ်တာဟာလည်းတမင်ဖန်တီးလိုက်တဲ့အကြက်တဲတည်းရဖြစ်စေပြီးတရားမဝင်လုံရလို့အုပ်ချုပ်ရေးမှုကပြောပါတယ်အမေရိကန်ရွှေပြောင်းတဲ့ကောက်ခွန်ကြီးကြီးညီမျိုးကျွန်ဟော်မန်ကပြည်နယ်အုပ်ချုပ်ရေးမှုကိုပါဖမ်းလို့ရတယ်လို့ချိန်ဆောက်ခဲ့ပြီးမှတော့ဂါဗီနီဆန်ကတော်ဟော်မန်ကိုပြောလိုက်စမ်းပါကျုပ်ကိုဖမ်းလေလုံလိုက်စမ်းပါလို့စိန်ခေါ်လိုက်ပါတယ် လူမှုကြီးကြပ်ရေးဆောင်ရွက်မှုတွေကိုဝင်စွဖတ်ရင်ပြည်နယ်နဲ့တိုင်းဒေသကြီးတာဝန်ရှိသူတွေကိုပါပြည်တော်စုစင်မှာတရားစွဲမယ်လို့ထန်ကချင်းချောက်တာပါလေဒါတွေကသမရတရားရဲ့လုပ်ရမဟုတ်ပဲအာဏာရှင်တွေရဲ့လုပ်ရမျိုးလို့ဂါဗင်နီဆန်ကရေးပါလေ။နောက်ရဲ့ဂျယ်လစ်မျိုးတော်ကလည်းထရန်ရဲ့လုပ်ရဟာ ပြဿနာကိုမီးထိုးပေးရရောက်တယ်လို့ဝေဖန်ထားပါတယ်။ဇွန်ရှဲလေးကအဲလီမျိုးလေကောင်တရားမွန်ဆူဝေးတဲ့နေရာဖြစ်ကြီးညာထားပါတယ်။ရဲတွေကလူအကြီးကိုမြေယူပုံတွေနံပါတ်တွေ flash ban တွေတုံးပြီးလူစုခွဲပါတယ်။လူ28ဦးထပ်မင်းနဲ့ဖမ်းဆီးခံရပါတယ်။စံနှုန်းပြသူတွေက Google ရဲ့ဝေမိုမောင်းသူတွေကနှစ်စီးကိုမီးရှို့ခဲ့ပါတယ်။ Trevor ပြည်တော်စုအမှုထမ်းနေတဲ့ပြည်တော်စုပိုင်ပစ္စည်းကာဝယ်ထိန်းသိမ်းဖို့မျိုးသားလုံးကျွေးအစောင်းတက်ဖို့2000လောက်ဆီလွတ်ထားပါတယ်။ ဒါဟာနှစ်ပေါင်းများစွာနဲ့ပြည်내ဘက်ကအကူအညီလုံးဝမတောင်းခံပဲပြည်내သဘောတူညီမှုလည်းမယူပဲအမျိုးသားအဆောင်တက်ကိုတမရအမိန်နဲ့ဆီလုခဲ့တာဖြစ်ပါလေ။မရိန်တပ်ဖွဲ့ဝင်900ဆီလုဖို့လည်းအသိပြင်ထားပါလေ။ထောက်ထားမဲ့ရွှေပြောင်းတွေကိုလူမှုကြီးကြပ်ရေးအေဂျင့်တွေကအင်အားသုံးဖမ်းဆီးရကနေဆန္ဒပြပွဲတွေပေါ်ပေါက်လာတာပါ။စောပိုင်းမှာငင်းကျက်စွာဆန္ဒပြတာကိုခွင့်ပြုပြီးတော့ထရင်သိန်းကန်တွေကိုပြည်내ဆိုးရနဲ့လောင်းအင်ဂျယ်လီစီတဲ့ဖွဲ့ကစူးစမ်းခဲ့ပါလေ။ဒါမဲ့ခန်းကမျိုးသားဆောင်တက်ဆီလုတာ အင်အားသောဖြည့်ရှင်မှုကြီးညာခဲ့တာဖန်ဆင်းမှုတွေကိုအရှင်ဟုံးမီလှုပ်ဆောင်ခဲ့လို့အခြေအနေတွေကပုံမှန်ရှုပ်ထွေးသွားတာဖြစ်ပါတယ်နောက်ထပ်တင်ပို့ပြောခြင်းပါတယ် ဦးကောင်းကိုတနက်နေ့ပြစ်ခံရတဲ့ကိုလံဘီယာတိုက်ခန့်ခေါင်းဆောင်ခွဲစင်းမှုအောင်မြင်တယ်လို့သိရပါတယ်။ဦးကောင်းကိုတနက်နေ့ပြစ်ခံရတဲ့ကိုလံဘီယာထက်လွတ်တော်အမတ်တိုက်ခန့်သမားလောင်းမီကွဲဦးရီဘေးကိုကနဦးခွဲစင်းမှုနဲ့လုံဆောင်ပြီးနောက်အောင်မြင်တယ်လို့ဇနီးတဲ့နဲ့စီယုံကထုတ်ပြန်ပါတယ်။အုံနောက်နဲ့အယောင်ကျော်ခွဲစင်းမှုနဲ့ဘဲဘဲပေါင်ခွဲစင်းမှုတွေပြုလုပ်ပြီးမှအောင်မြင်ခဲ့ပေမဲ့အထူးကျမကုသဆောင်မှာထားရှိနေရဆဲဖြစ်ပါတယ်။အသက်39နှစ်ရွယ်မီကွဲဦးရီဘေးဟာတိုက်ခန့်လက်ရရေးဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းဖြစ်ရွေးခံရသူဖြစ်ပါတယ်။ဇွန်ရှင်းနေ့ကပ င်းငံတစ်ခုမှာသူမဲဆွဲဟောပြောနေခြင်းပြစ်ခတ်ခံရပါတယ်ပြစ်ခတ်သူကလည်းအသက်15နှစ်တောင်မပြည့်သေးတဲ့ယောက်ျားလေးတစ်ယောက်ဖြစ်ပြီးကိုမမ Glock ပုံနဲ့ Pistol ကိုကန်ဆောင်ထားတယ်လို့ရှင်းနေကြုံကပြောပါတယ်အစိုးရကတော့ပူပေါင်းကြံစည်သူစေခမ်းသူရှိမရှိစုံစမ်းစစ်ဆင်နေစေဖြစ်တယ်လို့ထုတ်ပြန်ထားပြီးတရင်ပေးသူကိုဒေါ်လာ8သိန်း3သိန်းအထိစုကြည့်ပေးမယ်လို့ကန့်လန့်ထားပါတယ်2026သမရယူကောက်ပွဲအတွက်မဲဆွေမှုတွေစတင်စားကာလဖြစ်ပြီးဦးရီပေးဟာထင်ရှားတဲ့နိုင်ငံရေးမိသားစုကလာသူဖြစ်ပေမဲ့ အနိုင်ရဖို့အတွက်နောက်ခံပါတီအားကောင်းသူတော့မဟုတ်ပါဘူး။ဒါပေမဲ့ဘာကြောင့်သူ့ကိုလှုပ်ချက်မှုစ조사တာလဲဆိုတာလည်းမရှင်းလင်းသေးပါဘူး။အူရီဘီယက်ဖိုဟာ1988ကနေ1980နှစ်ထိတမရတာဝန်ယူခဲ့သူဖြစ်ပါလေ။ဒါပေမဲ့2002ကနေ2010ထိတမရတာဝန်ယူခဲ့တဲ့အယ်ဘရာအူရီဘီနဲ့တော့ပြတ်သက်မှုရှိပါဘူး။မိခင်ပြည်သူကပဘလိုအက်စကိုဘာဦးဆောင်တဲ့မွေးကန်အောက်ကလက်နက်ကင်ဖွဲ့တွေရဲ့ပြန်ပြီးဆွဲခံခဲ့ရတဲ့ အစီအစဉ်တင်ဆက်သူမြတ်သမီးဖြစ်ပါတယ်။1991မှာတော့သူမိခင်သေဆုံးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သင်ဖို့ပြောချင်ပါတယ်။တရုတ်ရဲ့မြေရှားသတ္ထုကန့်သတ်မှုကြောင့်အိန္ဒိယကာဆေယုံတွေအခက်တွေ့နေတယ်လို့သိရပါတယ်။တရုတ်ကမြေရှားသတ္ထုတွေနဲ့တန်လိုက်တွေတင်မှုရောချမှုရှော့ချလိုက်လို့အိန္ဒိယကာထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာဖိအားတွေနဲ့ရင်ဆိုင်လာရပြီးကုန်ကြမ်းပြက်လက်မှုကြောင့်မကြမီချိန်တွင်မှကားထုတ်လုပ်မှုရပ်ဆိုင်းသွားရဖို့ရှိတယ်လို့ Nikkei Asia ကဖော်ပြပါတယ်။ ကားထုတ်လုပ်တဲ့လုပ်ငန်းတွေဟာရောင်းအားနှိမ့်ွက်မှုနဲ့ရှင်ဆိုင်နေရချိန်မှာမြေရှားသတ္ထုနဲ့တန်လိုက်တွေရှားပွားလာမှုအကန့်ဆိုးတဲ့တိုက်ဆိုင်မှုဖြစ်ပါတယ်။မြေရှားသတ္ထုတွေဟာကားထုတ်လုပ်သူတွေအတွက်အလွန်ရေးကြီးတဲ့ကုန်ကျန်းပစ္စည်းဖြစ်ပြီးဒီမြေရှားသတ္ထုကိုလျှက်စစ်ထိုင်ကုန်တွေ၊စတီယာရီတွေ၊ဘရိတ်တွေအသံစနစ်မှအစား ပစ္စည်းပေါင်းစုံစနစ်ပေါင်းစုံမှာအသုံးပြုနိုင်ပါတယ်။ဒါ့အပြင်မြေရှားတပ်တို့ကမြန်မာတဲ့ပူချိန်ကိုခံနိုင်ရှိတဲ့အတွက်စီကားတွေမှာအသုံးပြုတဲ့အင်ဂျင်တွေနဲ့လျှက်စစ်ကားတွေမှာသုံးတဲ့မော်တာတွေမှာလည်းသုံးနိုင်ပါတယ်။ဒါ့အပြင်မြေရှားတပ်တို့ပြည်လက်လာတာကိုတောင်းမြတ်မှုအတွက်အိန္ဒိယဆိုရဟာပြည်တွင်းမှာသာမြေရှားတပ်တန်းလိုက်တွေထုတ်လို့ရေးစစ်ရေးဆွဲနေပါတယ်။ အကြီးစားစည်ရန်တရားလုပ်ငန်းများဆိုင်ရာဝန်ကြီးဌာနကတရုတ်ရဲ့မြေရှားတထုပေါ်မိခုံမှုရှင်းချမှုနဲ့ပြည်တွင်းထုတ်လုပ်မှုကိုထောက်ပံ့မျိုးငွေကြေးများပြားသုံးဆမဲ့စီစဉ်ကိုလည်းရေးဆွဲနေပြီဖြစ်ပါတယ်။ဒါပြင်အိန္ဒိယဆိုရဟာတရုတ်ရဲ့စည်ရန်တရားတင်မှုရောင်းချရေးအတွက်ကုန်သွယ်ခွန်ရှော့ပမှုရရှိစေဖို့နဲ့ကုန်စည်ထုတ်ယူခွင့်ဆိုင်ရာချက်လက်တွေတောပြုခွင့်ရဖို့တရုတ်ကိုစက်မှုလုပ်ငန်းကိုယ်စားလှယ်ဖွဲ့စီလက်ဖို့စီစဉ်နေပါတယ်။လက်ရှိမှာဘာကြာအော်တိုနဲ့ Maruti Suzuki ကကုမ္ပဏီတွေပါဝင်အိန္ဒိယရဲ့ကားကုမ္ပဏီ16ခုနဲ့မနေဟာတရုတ်စီကလည်းမြေရှားသတ္ထုတွေပုံမှန်အတိုင်းတင်သွင်းဝယ်ယူခွင့်ရရှိဖို့စောင်းစမ်းနေရပါတယ်။ Budget Auto Company ကတော့အကုန်ကျန်းပြည့်လက်မှုကြောင့်ဇူလိုင်လမှာလျှက်စစ်ကထလမှုစိုးဝါနှောင့်နှေးကျန်းကျသွားနေကြောင်းပြောပါတယ်။ Maruti Suzuki ကုမ္ပဏီကတော့အိန္ဒိယဆိုရနဲ့တာပင်ဆွေးနွေးနေတယ်လို့သိရပါတယ်။နောက်ထပ်သင်ဖို့ပြောချင်ပါတယ်။ဒီကုမ္ပဏီကတော့ចောင်းသားလေးဦးကတီထောင်ခဲ့တဲ့ကုမ္ပဏီလို့ဆိုပါတယ်။ အခုခါမှာဒေါ်လာ89ဘီလီယံတန်ကြီးရှိနေပြီဖြစ်ပါတယ်။မုံတိုင်းတိုင်းဟာသူတို့ရဲ့ဖောက်တရီစီအော်ဒါပုံမပြနိုင်တဲ့အကြောင်းသိသွားပြီးတော့တိုနီရူစတန်လီတန်အဒီဖန်နဲ့အက်ဒီအီဗန်မောဆိုတဲ့အကြောင်းသားလေး၄ယောက်ကစီးပွားရေးလုပ်ဖို့အကြံရခဲ့ပါတယ်။အဲ့ဒီလောက်ကိုစတင်မှုငွေကြေးအရင်းနှီးများများစားမရှိသလိုနှီးပညာစီးပွားစီမံကိန်းတွေလည်းမရှိပါဘူး။ တို့ကလွယ်ကူရွေးရှင်းတဲ့ website တစ်ခုထောင်းနေအစားသောက် order တွေကိုလက်ခံပြီးတို့ကိုယ်တိုင်မော order တွေလိုက်ပို့ပါတယ်ဒီလိုလုပ်ရင်းနဲ့အစားသောက်ကုန်ပို့ဆောင်လုပ်ငန်းမှာကြုံရတဲ့စိန်ခေါ်မှုတွေနားလည်လာပြီးတစင်ချင်းစီစူးစမ်းဖြေရှင်းပါလိမ့်အဲဒီနောက်ပါလိုအော်တိုမြို့လေးမှာစတင်ခဲ့တဲ့စားသောက်ကုန်ပို့ဆောင်လုပ်ငန်းဟာအရှင်ဟုန်နဲ့ကြီးထွားလာပြီးနေပယ်သစ်တွေချဲ့ထွေနိုင်ပါတယ်ကျောင်းသားလေးရောက်စတင်ခဲ့တာက DoDash company ပါ DoDash company ဟာစားသောက်ကုန်ပို့ဆောင်လုပ်ငန်းမှာအဓိကခံကဏ္ဍကပေါဝင်ခဲ့ပြီးမြို့ပေါင်း9000ကျော်မှာ ဖောက်တဲ့တန်တဲ့ခြေဝန်းဆောင်မှုပေးနေပါတယ်။ကမီတန်မှုကလည်းအမေရိကန်ဒေါ်လာ89ဘီလီယံထိရှိနေပြီဖြစ်ပါတယ်။ဒီဖြစ်ရဟာ true charge ဆန်ပြတဲ့စံသစ်တည်မှုတွေတောင်မဟုတ်ပဲရိုးရှင်းတဲ့အကြံတစ်ချက်ကိုဒဇက်မမက်အကောင့်ထဲပို့နိုင်ရင်လဲကမ္ဘာစီးပွားရေးမှာထိုးဖောက်နိုင်တယ်ဆိုတဲ့ဥပမာတစ်ရပ်ပဲဖြစ်ပါတယ်။အဲဒီကုမ္ပဏီကိုစတင်ကစားကဒီ DoorDash ကိုဦးဆောင်ခဲ့တဲ့သူတွေကိုယ်တိုင်ကုမ္ပဏီစီးတွေလိုက်ပို့ခဲ့ရတယ်လို့သိရပါတယ်။